မင်္ဂလာပါခင်ဗျရေကိုခစ်တက်ကနေဒီနေ့နေ့လက်ဒရင်နေကိုတင်ဆက်ပေးပါမယ်မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ကိုရည်ညွှန်းပြီးတော့ထောင်ချနေတဲ့ရာဇဝတ်သားတွေနဲ့အာဆီယံအထူးကုလသမဂ္ဂတွဲခွင့်မပေးနိုင်ဘူးဆိုပြီးအချက်ဖက်စစ်တပ်ပြောခွင့်ရဇွန်မင်းထွန်းကပြောဆိုလိုက်ပြန်တဲ့အပြင်အာဆီယံအစည်းအဝေးအတွင်းမင်းအွန်လိုင်းကိုတက်ခွင့်မပေးဘဲစပီးပိတ်ပင်လိုက်မှုကိုပါဒေါ်သာတကြီးတုံ့ပြန်ပြောဆိုတော့ပါတယ် ရေဥတော်လန်ရစ်ကိုမျက်ကွယ်ပြုပြီးအချက်ဖက်စစ်တပ်လိုက်တဲ့အမှုပညာရှင်တွေနဲ့ထိုင်းရောက်မြန်မာဆယ်လီတွေကိုတပိတ်မှောင်ရေးလှုပ်ဆောင်မှုဟာအောင်မြင်မှုရှိနေတယ်လို့ထိုင်းရောက်မြန်မာအရေးလှုပ်ရှားသူတွေကပြောထားတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့သမရဥဝင်းမြင့်တို့ကိုရည်ညွှန်းပြီးထောင်ချနေတဲ့ရာဇဝတ်သားတွေနဲ့အာဆီယံအထုကိုယ်စားလှယ်ကိုတွဲကွက်မပေးနိုင်ဘူးဆိုပြီးတော့ အချက်ဖစစ်တပ်ပြောခွင့်ရဇွန်မင်းထွန်းကပြောဆိုလိုက်ပြန်တဲ့အပြင်အာဆီယံအစည်းအဝေးအတွင်းမင်းအွန်လိုင်းကိုတက်ခွင့်မပေးဘဲစပီးပိတ်ပင်လိုက်မှုကိုပါဒေါ်သာတကြီးတုံ့ပြန်ပြောဆိုသွားပါတယ်။ဒါကြတော့လက်ရှိအာဆီယံကမင်းအွန်လိုင်းအပါအဝင်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံဘုံသဘောတူညီချက်၅ရက်ကိုလိုက်နာမှုမရှိတဲ့အတွက်အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်းတက်ခွင့်မပေးဘဲစပီးပိတ်ပင်လိုက်တဲ့အပေါ်အကြမ်းဖက်စစ်တပ်ပြောခွင့်ရဇွန်မင်းထွန်းကဒေါ်သာတကြီးနဲ့ဂျပန်နှစ်ကပဲအာဆီယံကိုတုံ့ပြန်ပြောဆိုသွားပြန်တာပါ။ ဲ့ဒီမှာအချင်းဖက်ဇော်မင်းထွန်းပြောဆိုသွားတာတွေကမြန်မာဒီမိုကရေစီခေါင်းဆောင်တော်ဆန်းစုကြည်နဲ့သမရဥဝင်းမြင့်တို့ကိုရည်ညွှန်းပြီးထောင်ချနေတဲ့ရာဇဝတ်သားတွေနဲ့အာဆီယံအထုကုဇလဲကိုတွဲ့ခွင့်မပေးနိုင်ဘူးဆိုပြီးပြောသွားတယ်လို့အာဆီယံဥက္ကဋ္ဌရဲ့အထုကုဇလဲမြန်မာနိုင်ငံလာတဲ့အခါတိုင်းသူတို့စစ်တပ်ကလိုက်ရောနိုင်တဲ့သူတွေနိုင်ငံရေးပါတဲ့သူတွေနဲ့တွဲ့ခွင့်ပေးခဲ့တဲ့အကြောင်းရာဇဝတ်မှုကျူးလွန်ပြီးထောင်ချနေတဲ့သူတွေကိုတော့တွဲ့ခွင့်မပေးနိုင်ဘူးဆိုတဲ့အကြောင်းတွေကိုအခုလိုပဲပြောဆိုသွားပါတယ်အာဆီယံဥက္ကဋ္ဌရဲ့အထုကုဇလဲအဖွဲ့နဲ့ မြန်မာနိုင်ငံသက်ဆိုင်သူတွေနဲ့တွေ့ဆုံတဲ့ကိစ္စဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင် တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ချိန်မှာပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာကောတွေ့ဆုံခွင့်ပေးခဲ့တယ်လို့ပဲ ဒါဘီကွန်ထုတ်ချက်ပါတယ်။ဒါပြင်လက်ရှိအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကိုမစွတ်ဖက်ရဆိုတဲ့အာဆီယံမူကိုလိုက်နာသင့်တဲ့အကြောင်းတွေကိုပါအဲ့ဒီအကြံဖက်ဇော်မင်းထွန်းကဒေါ်တာတကြီးနဲ့တုံ့ပြန်ပြောဆိုသွားပါသေးတယ်။အဲ့ဒီလိုအကြံဖက်မြန်မာစစ်တပ်ဘက်ကအာဆီယံကိုပုံစံမျိုးစုံနဲ့ပဲပြန်လဲရန်တွေးတုံ့ပြန်ပြောဆိုမှုတွေလုပ်နေပေမဲ့အာဆီယံကတော့ အကြံဖတ်မြောက်လိုင်းအပအဝင်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးတွေတက်ခွင့်မပေးဘဲဆက်လက်ပိတ်ပင်ထားဖို့ဆုတ်ဖြတ်ချက်ကိုအခု2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ကပဲအာဆီယံကတရားဝင်ထပ်မံချမှတ်ထားပါတယ်ခင်ဗျာတဖက်မှာတော့မြေဥဒေါ်လာရင်းကိုမျက်ကွယ်ပြုပြီးအကြံဖတ်စစ်တပ်ဘက်လိုက်တဲ့အမှုပညာရှင်တွေနဲ့ထိုင်းရောက်မြန်မာဆယ်လီတွေကိုတပိတ်မောင်းရေးလှုပ်ဆောင်မှုဟာအောင်မြင်မှုရှိနေတယ်လို့ထိုင်းရောက်မြန်မာအရေးလှုပ်ရှားသူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ် ဒါကတော့ထိုင်းနိုင်ငံမှာလက်တလောမြန်မာနိုင်ငံကပြောတမ်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုလာရောက်ပြသဖို့လှုံ့ဆော်နေမှုအတွက်ထိုင်းရောက်မြန်မာတွေကြားမှာအဲ့ဒီရုပ်ရှင်ဇာတ်ကားနဲ့အတူပါဝင်ထားတဲ့တရုတ်ဆောင်တွေဇာတ်ကား promotion ပြုလုပ်နေတဲ့ထိုင်းဆယ်လီနဲ့ဆိုင်တွေကို boycott လှုံ့ဆော်မှုဟာအောင်မြင်မှုရှိနေတယ်ဆိုပါလေလက်တလောအဲ့ဒီပြောတမ်းရုပ်ရှင်ဇာတ်ကားကို promotion လှုံ့ဆော်ခဲ့တဲ့ထိုင်းနိုင်ငံကစားတောက်ဆိုင်တွေထိုင်းဆယ်လီတွေဟာ online ကနေပြန်လဲတောင်းပန်မှုတွေပါရှိနေတယ်လို့လည်းထိုင်းရောက်မြန်မာအရေးလှုပ်ရှားသူတွေကပြောထားပါတယ်အကြမ်းဖက်မြန်မာစစ်တပ်ဘက်ကတော့ သူတို့ရဲ့နိုင်ငံရေးအရာတော်လှန်ရေးကိုနှီးပေါင်းဆုံးနဲ့ပုံဖြတ်ဖို့ကြိုးစားနေရမှာသူတို့စစ်တပ်လက်အောက်ကအမှုပညာရှင်ဆိုတဲ့သူတွေကိုအတုံးချပြီးထိုင်းနိုင်ငံဘက်မှပါမြန်မာနိုင်ငံကအေဂျင့်တီငိမ့်နေတဲ့ရောင်းရောင်းပုံစံတွေဝါရဖြန့်ဖို့အရင်ကတည်းကပုံစံမျိုးစုံနဲ့လုပ်နေတာဖြစ်ပြီးကိုယ်နိုင်ငံမှာဆန္ဒရှင်ကြောင့်နေစဉ်ပြည်သူတွေဟာဘုံကျဲခံရဓာတ်တွေရွာတွေမိရှုခံရဓာတ်တွေကလေးသူငယ်တွေပါမချက်စစ်တပ်ကတပ်ဖြတ်နေတာတွေနဲ့အမှောင်အတိကြနေတာကိုအဲဒီစစ်တပ်လက်အောက်ကအမှုပညာရှင်တွေက ထိုင်းနိုင်ငံမှာရှိုးပွဲတွေလာလှုပ်လိုက်အခုလိုဝါဒဖြန့်ပုံစံနဲ့ရုပ်ရှင်တွေလာပြဖို့လှုပ်လိုက်နဲ့ခြေဝင်လိုက်လက်ဝင်လိုက်ပုံစံတွေလှုပ်နေကြတာဖြစ်တယ်လို့လဲထိုင်းရောင်မြမအရေးလှုပ်ရှားသူတွေကရှင်းပြထားပါသေးတယ်အခုလဲစစ်တပ်ကဝါဒဖြန့်စီယုံမှုအတွက်ထိုင်းနိုင်ငံမှာပြဖို့လာလှုပ်နေတဲ့မြန်မာနိုင်ငံကပြောတဲ့ရုပ်ရှင်ဇာတ်ကားကိုထိုင်းရောင်မြမတွေကြားမှာအဲ့ဒီရုပ်ရှင်ဇာတ်ကားနဲ့အတူပါဝင်ထားတဲ့တရုတ်ဆောင်တွေဇာတ်ကား promotion ပြုလုပ်နေတဲ့ထိုင်းဆယ်လီနဲ့ဆိုင်တွေကို boycott လုပ်ဆောင်နေမှုဟာအောင်မြင်မှုရှိနေတယ်ဆိုပါတယ်ဒါနဲ့ပတ်သက်ပြီး နောက်ထပ်ထိုင်းနိုင်ငံရောက်မြန်မာအလုတ္တမားတွေရဲ့သာသမီတွေအတွက်ပညာရေးကိစ္စတွေကိုကူညီပေးနေသူ CDM ပညာရေးဝန်ထမ်းတအုပ်ကလည်းလက်ရှိမြန်မာစစ်တပ်လက်အောက်ခံအမှုပညာရှင်တွေကိုအာမပေးဖို့ဆိုတဲ့လှုပ်ရှားမှုတွေဟာထိုင်းရောက်မြန်မာတွေကြားမှာကြက်ကြဲပြန့်ပြန့်ဖြစ်ပေါ်နေတယ်လို့ပြောထားပြီးချင်းမိုင်ဘက်မှာပါစစ်တပ်ဘက်ကအမှုပညာရှင်တွေဆယ်လီတွေနဲ့စစ်တပ်အတိုင်းဝိုင်းကိုတပိတ်မှောက်ဖို့အတော်ကြီးကိုလှုပ်ရှားတာတွေရှိနေတယ်လို့ချင်းမိုင်ရောက် CDM ပညာရေးအရာရှိကပြောထားပါသေးတယ်လောလောဆယ်တော့စစ်တပ်ကလုံမဲ့အတူရောက်ရွေးကောက်ပွဲအတွက် မဲဆွဲစည်းရုံးရေးဇလန်းထဲမှာຫນွေဦးတော်လန်ရေးကိုမျက်ကွက်ပြုပြီးပြောဆိုထားတယ်။တရုတ်ဆောင်နေဝင်ပါဝင်ထားရဗျောဒန်ရုပ်ရှင်ကားကတော့ထိုင်းနိုင်ငံမှာပြဖို့လုပ်နေပေမဲ့ထိုင်းရောက်မြမရေးလှူရှားသူတွေရဲ့တပိတ်မှောက်ရေးလှုပ်ဆော်မှုတွေကြောင့်အဲ့ဒီဗျောဒန်ရုပ်ရှင်ဇာတ်ကားကို promotion လုတ်ဆောင်ခဲ့တဲ့ထိုင်းနိုင်ငံကစားတောက်ဆိုင်တွေထိုင်းဆယ်လီတွေဟာသူတို့ဘက်ကပတ်သက်မိတဲ့အတွက် online ကနေပြန်လဲတောင်းပန်မှုတွေအထူးရှိလာပြီးတပိတ်မောက်ရေးလှုပ်ဆောင်မှုဟာအောင်မြင်မှုရှိနေတယ်လို့ AC ကိုရဲမင်းကရှင်းပြထားပါသေးတယ်ခင်ဗျ ဖက်မှာတော့အကြံဖက်စစ်တပ်ကမန္တလေးတိုင်းစင်ကူးမြို့အနီးတစ်ဝိုက်ကို Jet Fighter လေယာဉ်တွေနဲ့လာပြီးစေချိန်တက်မနေဘုံကျဲတက်ခိုက်တာတွေလုတ်သွားတယ်လို့ Wallet Information Network ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ October 29ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖက်စစ်တပ်ကဒေါ်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့စင်ကူးမြို့အနီးတစ်ဝိုက်ကို Jet Fighter လေယာဉ်တွေနဲ့မနက်ပိုင်းကစပြီးမွန်လွယ်ပိုင်းအထိစေချိန်တက်မနေလာရောက်ပြီးတော့ဘုံကျဲတက်ခိုက်တာတွေလုတ်သွားတယ်ဆိုပါတယ်။ အဲ့ဒီတော့အချက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဂျင်းရွာနေပြည်သူတွေကတော့ဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေရပြီးထိခိုက်ပျက်စီးမှုအခြေအနေတွေကိုလက်တလုံးမသိရသေးဘူးလို့ Wallet Information Network ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိအချက်ဖက်စစ်တပ်ကနိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့ဒေါ်လာရေးတပ်တွေထိန်းချုပ်ထားရနေပြည်တွေကိုပြန်လည်ရရှိရေးအတွက်ဒဏ်ပြန်ထိုးစစ်တွေလုပ်နေရမှာ ိုက်ပွဲနဲ့မဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုပါပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့လည်းဒေတာတွင်းသတင်းရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းမြင်းချံမြို့နယ်မှာကျေးရွာတွေကို3လကြာစစ်ကြောင်းထိုးနေတဲ့အချက်ဖတ်စစ်တပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကအကြိမ်ကြိမ်လိုက်လံတိုက်ခိုက်မှုတွေအတွေ့စစ်တပ်ကတိကျတဲ့စုံမှုတွေများနေတယ်လို့မြင်းညံခိုင်တရင်နှင်းရတရင်မှုကရန်ကုန်ခစ်တက်ကိုပြောပါရတယ်။ဒါကတော့ပြီးခဲ့တဲ့ဩဂုတ်လကတည်းက ငင်းညံမြို့ပေါ်ကနေထွက်လာပြီးမြို့နယ်အတွင်းကခြေရွာတွေကိုရွာစင်နဲ့မိရှုဖြက်စီးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လာဤပုံပုံတပ်တွေက၃လကြာလိုက်လံတက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ဒေါ်လာဤတပ်တွေအကြားအကြမ်းကြမ်းတိုက်ပွဲတွေဖြစ်ပွားနေရမှာ အော်တိုဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကအထီကိုစစ်ကြောင်းတွားရလမ်းမမှာထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုအကြမ်းကြမ်းတိုက်ပွဲဖြစ်ပွားမှုတွေအတွေ့ စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများနေပြီး၃လအတွင်းတွက်ကြည့်ရင်အဲ့ဒီစစ်ကြောင်းကစစ်သားအယောက်ရာခိုင်ဝင်းကျင်ဟာတီးတီးတိတ်ကုန်ကြပြီဖြစ်တယ်လို့ဒေါ်လန်ရေးဘက်ကလည်းထိခိုက်သေးဆုံးမှုတချို့ရှိထားတယ်လို့မြန်မြန်ခရိုင်တရင်နှစ်ရတရင်မှုကရှင်းပြထားပါလေဒါအပြင်အဲ့ဒီအချက်ဖက်စစ်တပ်စစ်ကြောင်းကနေထွက်ပြေးလာပြီးဒေါ်လန်ရေးတပ်တွေစီမှာအလင်းဝင်လာတဲ့စစ်သားတွေလည်းရှိထားသေးတယ်လို့မြန်မြန်ခရိုင်တရင်နှစ်ရတရင်မှုကပြောထားပြီးစီးရေးကတော့အဲ့ဒီဘက်မှာဆက်လက်တင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာလေဒင်းသားကြီးမျိုးနဲ့လေးမိုင်ကျေးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုမှုအတွေ့စစ်တပ်ဘက်ကရှစ်ဦးကတော့အသေးသေးတိတ်ကုန်ကြပြန်ပြီလို့ဘူခရင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရှန်ကိုခစ်တိကိုပြောပါတယ်ဒါကတော့အော်တိုဘောလာ28ရက်နေ့ကပဲဒင်းသားကြီးမျိုးနဲ့လေးမိုင်ကျေးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုခဲ့ရမှာတနအီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က10ဦးကတော့အသီးသီးတေကုန်ကြတဲ့အကြောင်းတည်းဒဏ်ရာရတဲ့သူတွေလည်းရှိထားတဲ့အကြောင်းကိုတည်ထားရတယ်လို့ဘုခင်းတပ်ဖွဲ့တာဝန်ရှိသူတွေကပြောထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုကိုဘုခင်းတပ်ဖွဲ့ဘိတ်ပကဖအဖွဲ့နဲ့တရင်တိုင်းတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပြီးလက်ရှိတရင်တိုင်းမြို့နယ်အတွင်းမှာတော့စစ်ရေးအခြေအနေတွေကဆက်လက်တင်းမာမှုတွေရှိနေတယ်လို့ဘုခင်းတပ်ဖွဲ့ကပြောထားပါသေးတယ်ခင်ဗျတပ်ဖွဲ့မှာတော့မန္တလေးတိုင်းမတရားမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်က ရုံမင်းခြေရွာကိုမိရှုဖြက်စီးမှုတွေကြောင့်ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Wallet Information Network ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့အော်တိုဘာလ29ရက်နေ့ကပဲမတရားမြို့နယ်အရှိချမ်းမှာရှိတဲ့ရုံပင်ခြေရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့ပြည်သူပိုင်းနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖြက်စီးခဲ့တယ်ဆိုပါတယ်။အဲ့ဒီအချိန် ခြေရွာနေပြည်သူတွေကတော့ဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရပြီးနေအိမ်တွေဘလောက် တောင်ပျက်စီးသွားပြီလဲဆိုတာလက်တတော်မသိရသေးဘူးလို့ Wallet Information Network ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။အလားတူအော်တိုဘလ29ရက်နေ့ဖြစ်တဲ့မနေ့ကလည်းမနေ့ကမြို့နယ်မြောက်ချမ်းကတန်ငါတောင်ခြေရွာရောက်နေတဲ့အကြမ်းဖက်စစ်တပ်ဟာအနီးနားခြေရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့်ဒေသခံတွေဟာဘေးလွယာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း Wallet Information Network ရဲ့တာဝန်ရှိသူတူကပြောထားပါသေးတယ်ခင်ဗျ။ တစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကချနာပူရီခရိုင်မှာတရားမဝင်မြန်မာနိုင်ငံသား12ဦးနဲ့မြန်မာကာသမားတို့ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဒါကတော့ထိုင်းနိုင်ငံကချနာပူရီမြို့စစ်စေးရေးဂိတ်မှာအခုရပ်ပိုင်းမှာပဲ Honda အမျိုးအစားကားစီကိုထိုင်းအာဏာပိုင်တွေကတားဆီးစစ်ဆေးတဲ့အချိန်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာရွှေပြောင်းလူသမား12ဦးကိုဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။အဲ့ဒီမြန်မာနိုင်ငံသား12ဦးမှာအမျိုးသား9ဦးနဲ့အမျိုးသမီး3ဦးတို့ဖြစ်ပြီး ရင်မောင်းဖြစ်သူဟာလည်းမြန်မာနိုင်ငံသားနိုင်ငံထက်ဆိုသူဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပြီးလက်ရှိမှာတော့ဖမ်းဆီးရမိထားတဲ့တရားမွေးမြန်မာနိုင်ငံသား၁၂ဦးနဲ့မြန်မာကာသမာတို့ကိုထိုင်းအာဏာပိုင်တွေကဆက်လက်အမှုဖွင့်ဖမ်းဆီးထားတယ်လို့ဆိုထားပါတယ်လက်ရှိမြန်မာနိုင်ငံမှာအချက်ဖက်မင်းအောင်လိုက်ခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းမှုတွေနဲ့အတူအလောက်ကိုင်းရှားပါမှုတွေအပါအဝင်ပြည်တွင်းပဋိပက္ခတွေကြားမှာအထွေထွေကြက်တဲမှုတွေရင်ဆိုင်နေရတဲ့လူငယ်တွေဟာ စစ်ကောင်စီရဲ့စစ်မှုထမ်းကိစ္စနဲ့အတင်းအကျပ်စစ်သားစုဆောင်ဓာတ်တွေပါခန့်နေရတဲ့အတွက်ပြည်ပထွက်ခွာမှုတွေများပြားလာနေရမှာအိန္ဒိချင်းထိုင်းနိုင်ငံကိုနီးလန်းမျိုးစုံနဲ့ဝင်ရောက်မှုတွေမြင့်တက်နေပြီးထိုင်းအာဏာပိုင်တွေကလည်းတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုမကြာခဏစိုးသလိုဖမ်းဆီးရမိမှုတွေဟာဇက်တိုက်စိုးသလိုပဲဖြစ်ပွားနေပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ